ွင့်မောအဆုံးမှအပိုင်းသုံးမှာတော့တရေဆုံးမှဟာကလစားချိန်နေရဖြစ်ပါတယ်ပထမဦးဆုံးတရေဆုံးမှကဦးမောင်ရဲ့အိမ်ကိုသွားပြီးတော့ဦးမောင်ရဲ့မျက်လုံးကိုထိုးဖောက်ပြီးတော့တတ်လိုက်ပါတယ်ဒုတိယတယောက်ကတော့တတိဦးကျော်ပါတတိဦးကျော်ကရောတရေဆုံးမှကထန်းလျက်တွေအများကြီးပါဇက်သေးကိုထိုးထဲလိုက်တာကြောင့်တတိဦးကျော်လည်း ပါဇက်ကြီးပြဲပြီးမရှုမလတေဝဲဝင်ခဲ့ရပါတယ်တတိယတယောက်ကတော့ဥမင်းလွင်ဖြစ်ပါတယ်ဥမင်းလွင်ကတော့တရေဆုံးမကစောင့်တွန်းလိုက်ပြီးအုံးမင်မောကကြလာတဲ့ကျိုးနဲ့ဇွဲကျိုးချတက်ခဲ့တာပါလေးယောက်မြောက်ကတော့ခင်ထွေးရဲ့အဖေဥခင်အေးပါ ဥခင်အေးကတော့တရေဆုံးမက လေပင်ကိုညက်တက်ခဲ့တာပါတရေဆုံးမကဘာလို့ဒီလောက်လူတွေအများကြီးလိုက်တက်နေရလဲ ဲ့ဒီ၄ယောက်ကရောဒီတရေမှနဲ့ဘလို့ဆက်ဆက်မှုရှိရလဲဒီចောင်းလေးကိုသိချင်ရင်ဇလန်းလေးကိုစက်ကြည့်လိုက်အောင်ရှင်တူကြီးကအဖြစ်မှန်ရဲ့လိုအပ်ချက်တွေကိုအဖွားများတို့ဖွင့်ဟပြပြလိုက်ပါတယ်သူကအဖွားများကိုအဖွားဒါကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ဖြစ်ခဲ့တာအဲ့ဒီတော့အဖွားလည်းသိတဲ့အတိုင်းရွာကตายာပြီးစီးပွင့်ဝပြောခဲ့တယ်လေအဖွားပြီးတော့ဘသူကမှလည်းအခက်ခဲမရှိဘူး ရွာကသမီးပြိုတွေအပြိုတွေကလည်းဒီလိုမလားတဲ့တွားရည်လည်းမရှိဘူးမိသားစုတွေအိမ်နီးနားချင်းတွေကလည်းအကုန်လုံးတက်တိုက်ဝန်းနဲ့တယောက်ကိုတယောက်ဂျိုင်းမင်းကူညီကြတယ်လေအနီးနားရွာရရာတောင်ကျုပ်တို့ရွာကိုချီးကျူးကြတယ်ဒီတရင်တွေကြားပြီးတော့နီနီလို့ခေါ်တဲ့အမျိုးသမီးတယောက်ကကျုပ်တို့ရွာကိုရောက်လာခဲ့တယ်အဖွားဘွားမြနီနီဆိုတဲ့နာမည်နဲ့အမျိုးသမီးကိုတည်လာဖွားအဲ့ဒီနာမည်ကိုအရင်ကကြားဘူးလားဖွားမြအဖွားမြကပြန်ဖြေလိုက်တယ် อืมအချားယွာကမျိုးသမီးတယောက်ရောက်လာခဲ့ဘူးတဲ့ဒါပေမဲ့သူရုတ်တရက်ဘဲကိုပျောက်သွားလဲဘသူမှမသိကြဘူးတနေ့ဂျွာအစည်းဝေးပွဲမှာတယောက်ယောက်ကသူ့အချောင်းကိုမေးတော့တကြီးကအဲ့ဒီမိန်းမကဆုံးမပဲငါတို့သူ့ကိုရွာထဲကနေမောင်းထုတ်လိုက်ပြီဆိုပြီးပြန်ဖြေခဲ့တာအဖွားရဲ့ပြန်ဖြေတဲ့စကားကိုကြားတော့ အားလုံးကအံ့အားသင့်သွားကြတယ်။ဒါဗီမေဒါကအပြစ်အပြက်အဟောင်းကြီးပဲသားရေအခုဖြစ်နေတဲ့ကိစ္စတွေနဲ့ဘာဆိုင်လို့လဲကွဲ့တို့ကြီးကတိတ်ဆိုင်တာပေါ့အဖွားရတတိယဦးကျော်အဲ့ဒီဆုံးမတက်နေတော့ကျွန်တော်ကအိမ်မှာရှိနေခဲ့တာသူ့တေးတာကိုကျွန်တော်မြင်ခဲ့ရတယ်။ဆုံးမကသူ့ကိုတက်နေတော့မှတတိယဦးကျော်ကငါအမားလုံးမိပါတယ်ဂျေဆုပြုပြီးငါ့ကိုခွင့်လွှတ်ပါလို့အကြိမ်ကြိမ်တောင်းပန်ခဲ့တဲ့အဖွား ပြီးတော့သူ့ပုံစံကြည့်ရလဲတော်တော်လေးသွေးပြက်နေတဲ့ပုံပဲဆုံးမကလည်းအဲ့ညကဥမောင်ရဲ့တတိယဥကျော်ရဲ့ဥခင်အေးရဲ့ဥမင်းလွင်ရဲ့ကိုအကုန်လုံးတည်စီရမယ်ဘသူမှအသက်ရှင်မှာမဟုတ်ဘူးလို့တော့ပြောခဲ့တယ်ဖွာကျွန်တော်လည်းအဲ့ဒါကိုကြားပြီးရွာပြင်ကအရက်ဆိုင်မှာရှိတဲ့မင်းလွင်စီချက်ချင်းပြေးသွားခဲ့တယ်ဖွာအဲ့ညကမင်းလွင်ကတော်တော်လေးမူးနေပြီကျွန်တော်ကမင်းတို့လေးယောက်ကနီနီနဲ့ဘလို့ပတ်သက်ကြလဲ ဘာလဲညာလဲနည်းနည်းမေးကြည့်လိုက်တော့သူကမူးမူးနဲ့အကုံလုံးကိုဖွင့်ပြောပြခဲ့တာအခွာ အခုလိုကြုံနေရတဲ့အဖြစ်ပြက်တွေရဲ့ဇလန်းအစာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနင်းနီဆိုတဲ့အမျိုးသမီးတယောက်ရှိခဲ့ပါတယ်နင်းနီကမိသားစုမရှိတဲ့တကောင်ကျွတ်တယောက်ပါသူကအလौရှာဖို့အတွက်တခြားရွာကနေဒီရွာကိုရောက်လာခဲ့တာပါနင်းနီကသူ့ရဲ့မျက်နှာကိုအမြဲတမ်း အဝိစတစ်ခုနဲ့ဖုံးကွယ်ထားပါတယ်။ပြီးတော့သူဘယ်ကလာလဲဆိုတာကိုဘယ်သူမှမသိပါဘူး။နီနီကရွာပြင်မှာသူ့ရဲ့တဲလေးဒူးဆောက်ပြီးတော့တယောက်တည်းနေတာပါ။ရွာထဲကရွာသူရွာသားတယောက်ကနီနီကိုဒီရွာကတတိဥကျော်စီမှာအလုတ်တွေအများကြီးရှိတယ်လို့ပြောပြခဲ့ပါတယ်။နီနီကလည်းအလုတ်ရဖို့မျှော်လင့်ချက်နဲ့တတိဥကျော်စီကိုတွားခဲ့ပါတယ်။ပြီးတော့ သူလောက်ခလာစာနည်းနည်းလေးရရင်တော့အလုံးလုံးဖို့သဘောတူခဲ့ပါတယ်။တတိယဥကျော်ကဘာဖြစ်လို့သူ့ရဲ့မျက်နှာကိုထူးထူးဆန်းဆန်းအုပ်ထားတာလဲလို့မေးတော့နင်နီကအချီနေတချို့ကြောင့်ကျမမျက်နှာကိုဘယ်သူမှမပြနိုင်ပါဘူး။ကျမတတိယပေးတဲ့အလုပ်ကိုရိုးရိုးသားသားကျူးကျူးဆဆနဲ့လုပ်မှာပါရှင်။ဘယ်တော့မှအနောက်ရှက်ဖြစ်အောင်လုပ်မှာမဟုတ်ပါဘူးလို့နင်နီကပြောလိုက်တယ်။အဲဒါနဲ့တတိယလည်း ောင်းပြီဆိုပြီးသူ့ကိုအလုတ်ခန့်ခဲ့တာပေါ့နင်းနီကတကယ်ကိုမှ ပေးတဲ့အလုတ်ကိုဂျူဂျူတတာဂျူဂျူဆာဆာလုတ်ခဲ့ပါတယ်အထီးရလည်းသူ့ရဲ့လုတ်ပုံကိုင်မုံသဘောကျပါတယ်ဒါပေမဲ့တနေ့မှာတော့နင်းနီရဲ့ဘဝကိုလုံးဝပြောင်းလဲသွားစေမဲ့အဖြစ်ပြက်တစ်ခုဖြစ်လာခဲ့ပါတယ်နင်းနီကအလုံးလုံးနေတော့သူ့ရဲ့မျက်နှာပေါ်ကအဝိစာကလေတိုက်လို့နှွင့်ထွက်သွားခဲ့တယ် အဲ့ဒါနဲ့နီနီလဲဂမန်းကရန်အဝိဆာကိုကောက်ဖို့လုံနေတော့ပြန်ဆိုးကျင်တော့တတိဥကျော်ရဲ့သားအငယ်ဆုံးလာပြီကသူ့ကိုမြင်သွားတယ်။အဲ့ဒီအချိန်မှာလာပြီကလည်းနီနီရဲ့ပုံစိုးပန်းစိုးတွားတွေကိုကြည့်ပြီးတော်တော်လေးကိုကြောက်လန့်သွားတယ်။အဲ့ဒါနဲ့နီနီကလည်းမကြောက်ပါနဲ့သားရဲ့အန်တီမျိုးဘာမှမလုပ်ပါဘူး။အန်တီကလူကောင်းတစ်ယောက်ပါ။ဒီအကြောင်းကိုတတိစီကိုမပြောပြပါနဲ့နော်။မဟုတ်ရင် အန်တီကို "तू အလုပ်ထုတ်လိုက်မယ်တားရဲ့နီနီကရှင်းပြနေရင်ခလေးကိုတခြားလူတွေသွားပြောမှာဆိုလို့အတင်းဆွဲထားခဲ့ပါတယ်။လာပြရလဲနီနီရဲ့သွားတွေကိုအနီးကပ်မြင်ရပြီးတအားကြောက်လန့်ခဲ့တာကြောင့်ဘာစကားတခုမှမပြောနိုင်ခဲ့ပါဘူး။နီနီကသူ့ကိုရှင်းပြခဲ့တာတွေလဲသူလုံးဝနားရဲမဝင်ခဲ့ပါဘူး။ခလေးတို့ရဲ့သဘာဝအလျောက်တအားကိုကြောက်လန့်ပြီး အော်ဟစ်ငိုရိုပါတယ်။ မိမိဘလို့တတတားလို့မရခဲ့ပါဘူး။တဖြည်းဖြည်းနဲ့လာပြီးရဲ့အတန်ကကျေတထက်ကျေပြီးအော်ဟစ်ငိုရပါတော့တယ်။အဲ့ဒီချိန်မှာပဲတထီးဥကျော်လဲသူ့သားငယ်လာပြီးရဲ့အတန်ကိုကြားပြီးရောက်လာခဲ့ပါတယ်။မိမိရဲ့တွားကြီးတွေကိုမြင်တော့ဥကျော်တယောက်ဗဇက်အဟောင်းသားနဲ့ကြောက်ကြောက်လန့်လန့်ဖြစ်သွားခဲ့ပါတယ်။ပြီးတော့ဒီမျက်နှာပိုင်ရှင်ကနီနီဆိုတာလဲသူမှတ်မှတ်မိပါဘူး။မင်းမင်းဘသူလဲမင်းငါ့တာကိုဘာလုပ်လိုက်တာလဲ။တထီး တတိကျမနင်းနေပါ ကျမရဲ့ဒီမျက်နှာကြောင့်အမြဲတမ်းအဝိဇ္ဇနဲ့ဖုံးနာခဲ့တာပါတတိဥကျော်ကလည်းဘာရီဖြစ်မှန်းနားမလည်နိုင်ခဲ့ပါဘူးဥကျော်လည်းသူ့သားကျမ်းမြင့်ပေါ်မှာလဲနေရာကိုတွေ့တော့လာပြေးစီအပြေးသွားခဲ့ပါတယ်လာပြေးလေးကတော့မလုံးမရက်လဲနေပါတယ်သူကသူ့သားကိုလှုပ်ပြီးတော့နှိုးပေမဲ့ဘာတုံ့ပြန်ချမ်းမှမရှိခဲ့ပါဘူးလာပြေးလာပြေးဆိုပြီးထက်ခါထက်ခါလှုံနှိုးပေမဲ့ဘာစကားတခွန်းမှမထူးခဲ့ပါဘူးတကယ်တော့ကလေးက အရန်အကြောက်လွန်ပြီးတော့နှလုံးရက်တည်သွားခဲ့တာပါတတိဥကျော်လည်းသူ့သားငယ်လာပြီးတည်ပြီးဆိုတာကိုတည်လိုက်တာကြောင့်သူ့ရဲ့ဒေါသလုံးဝမထိန်နိုင်တော့ပါဘူးဥကျော်ကနင်းနီရှီကိုတန်းသွားပြီးလယ်ဘင်းညစ်တက်ပါတော့တယ်ဗဇက်ကလည်းမင်းကစုံးမှာပဲငါတောက်တက်လိုက်တာငါလဲမင်းကိုအရှင်မထားနိုင်တော့ဘူးအခုချက်ချင်းတခါရဲတက်ပြစ်မယ်စုံးမှာဥကျော်ကအပြင်မှာရှိနေတဲ့သူ့တငယ်ချင်းဘာမောင်ကိုအော်ခေါ်လိုက်ပြီး နင်းနီးရဲ့အကြောင်းပြပြလိုက်တယ်။ပြီးတော့ဒီဆုံးမကိုအခုချက်ချင်းတက်ပြရမယ်။မဟုတ်ရင်တရလုံးသေနေလိုက်မယ်။ဒီစကားတွေကိုကြားရတော့နင်းနီးကကြောက်သွားခဲ့ပါတယ်။ကျေးကျေးဇူးပြုပြီးကျမကိုချမ်းသာပေးပါ။ကျမဒီရွာကနေထွက်သွားပြီးဘယ်တော့မှပြန်မလာတော့ပါဘူး။ကျမမကောင်းတဲ့လူမဟုတ်ပါဘူးရှင်။ဆုံးမလည်းမဟုတ်ပါဘူး။ကျေးဇူးပြုပြီးကျမကိုအသက်ချမ်းသာပေးပါရှင်ဆိုပြီးကြောက်ကြောက်လန့်လန့်တောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ ်ဦးကျော်ကတော့နီနီရဲ့လေပင်ကိုအတကုံညှစ်လိုက်တာကြောင့်နီနီကနာကျင်လို့အကျယ်ကြီးအော်ဟစ်လိုက်တဲ့အခါမှာတော့ဦးကျော်ကအနားမှာရှိတဲ့ထန်းလျက်ခဲတွေကိုယူပြီးသူ့ရဲ့ပါဇက်သေးကိုအတင်းထိုးထည့်လိုက်ပါတယ်။ထန်းလျက်တွေကများလွန်းလာကြောင့်နီနီရဲ့ပါဇက်ကပြေဝါပြီးသွေးတွေအများကြီးထွက်နေပါတယ်။နီနီကလည်းတအားကိုနာကျင်လွန်းလို့အော်ဟစ်ငိုယူနေပါတော့တယ်။တတိယဦးကျော်ကဦးမင်းလွင်နဲ့ဦးခင်အေကိုလည်းခေါ်လိုက်ပါတယ်။ သူတို့ကအကုန်လုံးနင်းနီကိုဝိုင်းကြည့်နေကြတယ်။နင်းနီကလည်းသူ့ကိုချမ်းသာပေးဖို့အထက်ထက်အခါခါတောင်းပန်နေပါဗါတယ်။အဲ့ဒီအချိန်ဥခင်အေးကသူ့မှာဒီလိုကြောက်ဖို့ကောင်းတဲ့မိစ္ဆာလိုတွားရရှိနေတာသူ့အမမမဟုတ်တာ။ဒါပေမဲ့သူ့စကားကိုဘယ်သူမှမယုံကြဘူး။ငါလည်းအဲ့ဒီတိုင်းမှာပဲ။သူဆုံးမဟုတ်လားမဟုတ်လားငါမသိဘူး။ပြောပြီးဒီတိုင်းပဲရဲကြည့်နေလိုက်တယ်။ခဏကြာတော့သူတို့လေးယောက်ကနင်းနီကိုတော်ရဲဆွဲခေါ်သွားကြတယ်။ နီနီကအော်ဟစ်ဖို့ကြိုးစားပေမဲ့လည်းမဇက်ထဲမှာထန်းလျက်ခဲတွေနဲ့ပြည့်နေလို့သူ့ရဲ့အသံကတိတ်မထွက်နိုင်ခဲ့ပါဘူး။ပြီးတော့နီနီကိုဥကျော်ကအုံးမင်တပင်မှာလက်နောက်ပြန်ချီထားလိုက်ပါတယ်။နီနီကငိုပြီးအော်ဟစ်အကူအညီတောင်းမှုကြိုးစားပေမဲ့လည်းဒီအမောင်ထဲမှာသူ့ကိုကယ်တင်နိုင်မဲ့လူဘသူမှမရှိခဲ့ပါဘူး။အဲ့ဒီချိန်မှာဥမောင်ကရှေ့တိုးလာပြီးတော့အနားမှာရှိတဲ့ကြောက်ခဲတလုံးကိုကောက်ကင်လိုက်ပါတယ်။ မင်းကဆုံးမှာပဲငါတို့ရွာတွေကထွက်သွားစမ်းရွာနာတယ်ပြောပြီး तू ကသူ့လက်ထဲကကြောက်ခဲနဲ့နင်းနီးကိုပြစ်ပေါက်လိုက်တာကြောင့်နင်းနီးရဲ့မျက်လုံးတစ်ဖက်ထိသွားခဲ့ပါတယ်သူ့ရဲ့ပြစ်ပေါက်တဲ့အားရဲ့အချိန်ကတအားပြင်းထန်တာကြောင့်နင်းနီးရဲ့မျက်လုံးဟာကျွတ်ထွက်ပြီးအောက်ပြုတ်ကျသွားခဲ့ရပါတယ်နင်းနီးကတအားကိုနာကျင်လွန်းလို့အော်ဟစ်နေပါတော့တယ်ဒီတောနဲ့ကြီးရဲ့မှာဘသူမှနင်းနီးရဲ့အတန်ကိုမကြားနိုင်ခဲ့ပါဘူး နီနီကမချိမဆန့်ခံစားနေရပေမဲ့သူတို့တွေရဲ့လုံရက်ကမရက်တန်ငယ်ပါဘူးမင်းလွင်ရလေအရှိကိုထွက်လာပြီးသူတက်ကြွန်းနဲ့အောက်လန်းနီးပညာနဲ့နီနီကိုရွတ်ဖတ်ပါတော့တယ်သူကနီနီအပေါ်မှာဂါရာမန်နဲ့တချို့ကိုရွတ်ဖတ်ပြီးဒီမိမ့်မတိတ်သွားရင်တောင်မှ ကျွတ်လွတ်ခွင့်မရမဲ့မန်နံကိုငါရွတ်လိုက်ပြီး ။ "तू आ ဒီအုံးမင်မှာပဲတံမိုးဆွဲကတ်တယ်လို့တွယ်ကတ်နေပြီးဘယ်ကိုမှသွားနိုင်မှာမဟုတ်တော့ဘူး။ငါတို့ကိုလည်းဒုက္ခဆက်ပေးနိုင်မှာမဟုတ်တော့ဘူး။မင်းလွင်က तू စီစဉ်ထားတဲ့ကြိုးခွင်းကိုနင်းနီးရဲ့လယ်ဘင်းမှာစွတ်ပေးလိုက်ပါရယ်။ပြီးတာနဲ့နင်းနီးကိုဇွဲကြိုးချတယ်လို့အုံးမင်ပေါ်မှာတန်လင်းဆွဲထားလိုက်တယ်။နင်းနီးကအသက်ရှူရခက်လာပြီးရုံးကန်နေတာပေါ့။ဥမာဥကြော်နဲ့မင်းလွင်ကတော့ နီနီကိုကြည်ပြီးရီမောနေကြတယ်။ဥခင်အေးကတော့ဒီအဖြစ်အပျက်တွေကိုသိမကြိုက်ပေမဲ့တခြားသူတွေကိုလည်းသူမတားခဲ့ဘူး။တနာစရာကောင်းတဲ့နီနီကသူ့ရဲ့နာကျင်မှုတွေအတွက်ငိုယို အော်ဟစ်နေတော့မှပဲ။မစက်တဲ့ကထန်းလျက်ခဲတွေကပြုတ်ကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲနီနီကနီနီတို့ငါ့ကိုဆူဆူဝါဝါဆက်ဆံခဲ့ကြတယ်။လူမဆန်မဲငါ့ကိုနှိမ့်ဆက်ကြတယ်။ငါမှဘာအပြစ်မှမရှိဘဲနဲ့ငါ့ကို ညင်ပန်းနှိမ့်ဆက်နေတဲ့အကောင်ကြီးငါညင်တို့ကိုချိန်စာတိုက်မယ်နင်တို့နဲ့နည်းနည်းလေးသွေးတော်သားဆက်တဲ့မိန်းကလေးတွေအကုန်လုံးငါလိုပဲမိစ္ဆာတော်တွေကြောက်စရာတော်တွေရှိနေပါစေဒါငါရဲ့ချိန်စာပဲညင်ကြီးရဲ့ဇကားကိုတထေးကြီးဥကျော်ကကြားပြီးအယံတော်သားထွက်သွားတယ်ပြီးတော့သူကဥမောင်လက်ထဲကကျိုးကိုယူပြီး အုံးမင်မောမှာတန်းလန်းဖြစ်နေတဲ့ညင်ကြီးကိုလွှတ်ချလိုက်တယ်ညင်ကြီးအတွက် အုံးမင်ချင်းရင်မှာသူတို့တူးထားခဲ့တဲ့တွင်းအနက်ကြီးတွေကို နီနီကတန်းတက်မမတ်ကြသွားခဲ့ပါတယ်။တနာစရာကောင်းတဲ့နီနီကသူ့ရဲ့နောက်ဆုံးထွက်သက်မှာမြင်းတို့အားလုံးအဲ့ဒီအတွက်ပြန်ပေးဆက်ရလိမ့်မယ်။ငါပြန်လာမယ်။ငါတေချာပေါက်ပြန်လာခဲ့မယ်။ဘသူမှ အသက်ရှင်မှာမဟုတ်ဘူး။ဆိုပြီးတော့ထက်ခါထက်ခါပြောနေခဲ့ပါတယ်။သူတို့လေးယောက်ကလည်းအေးမဆိုင်ပဲနီနီကို အဲ့ဒီတစ်ပင်အောက်မှာပဲမြေမြုပ်လိုက်ကြတယ်။တရေဆုံးမဖြစ်သွားတဲ့နီနီကလက်စားချေဖို့အတွက်ပြန်လာခဲ့တာ။နီနီရဲ့ရည်ရွယ်ချက်တွေပြီးမြောက်အောင်လုပ်ခဲ့ပြီးလောက်ရောပေါ့။သူကမတရားနှင်းပန်းနှိပ်စက်အသက်ခံခဲ့ရတာ။နီနီကသူတို့၄ယောက်လုံးကိုတတ်လိုက်ပြီလေ။တိုးကြီးကပြောလိုက်တယ်။ဒီဇလန်းကိုကြားပြီးတော့လူတိုင်းကတုံလုံးခြောက်ချသွားတယ်။ခင်ထွေးကတော့ သူ့ရဲ့အဖေဦးခင်အေးကနင်းနီကိုဘာမှမလုပ်ခဲ့ပေမဲ့သုံးတရမနင်းနီကတော့သူ့ကိုတတ်သွားခဲ့တယ်ဆိုတဲ့အတွင်းနဲ့တိတ်ဆိတ်နေခဲ့ပါတယ်။သူ့အဖေရဲ့အမားကတခြားသူတွေဇက်တိုက်မှားနေတာကိုဘာမှမပြောဘဲကူညီသလိုနေခဲ့မိတာဖြစ်နိုင်ပါတယ်။လူတိုင်းကသုံးမလို့မှားယွင်းပြီးတီးခဲ့ကြတဲ့နင်းနီအပေါ်မှာတနာကြီးနာပို့ွားကြပါတယ်။ဖွားများကလည်းอืมသူ့ဘဝလေးကလည်း အတော်တနာဖို့ကောင်းတာပဲညီညီလက်စားချေလို့ပြီးသွားပြီဆိုတော့ဒီဆုံးမကဘသူကိုမှဒုက္ခပေးတော့မှမဟုတ်လောက်တော့ပါဘူးညီညီငြင်းချမ်းစွာ အနားယူနိုင်ဖို့ငါတို့အားလုံးစုတောင်းပေးကြရအောင်တနာစရာကောင်းတဲ့သုံးသရေမှညီညီဟာလဲသူနာကျင်ခံစားခဲ့ရတယ်လို့ပြန်လက်စားချေခဲ့ပြီးဖြစ်တာကြောင့် ဒီရွာလေးကနေအပီးတိုင်ပြောက်ွယ်သွားပါတယ်။ဘာမတူချာနေရဲ့ပြိတ္တကြီးကရောဒီဇန်လန်းလေးကိုကြည့်ပြီးဘလို့ခံစားရလဲဟင်။တခုခုမှတ်ချက်လေးပေးခြင်းရင်ကွန်မန်လေးရေးပေးခဲ့ကြပါအောင်နော်။ဒီထက်ကောင်းတဲ့ horror ဇန်လန်းလေးကိုတင်ဆက်သွားမှာဖြစ်တာကြောင့် like and subscribe like and follow လေးလုပ်ဖို့လည်းမေးပါနေအောင်ရှင်။ကြီးစုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်။